ဒေါံဆတ်စုကြည်ဦးဆောင်ပြီးငင်းငင်းလုပ်ငန်းစဉ်တွေလှုပ်ဆောင်နေတဲ့ကာလမှာစစ်တပ်ကတိုင်းသားတွေရဲ့မြေနေရာတွေကိုသိမ်းယူနေတာတွေဟာငင်းငင်းလုပ်ငန်းစဉ်အပေါ်ထိခိုက်လာနိုင်တယ်လို့အရက်ဖက်အဖွဲ့အစည်းတွေကပြောပါရတယ်။ဒီသတင်းကိုခိုင်ပန်းနုကပေးပို့ထားပါရရှင်။ အစိုးရတက်တက်လာပြီးနောက်ပိုင်းမှာဒေါ်ဆန်းစုကြည်ဦးဆောင်ပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေချိန်မှာစစ်တပ်ဘက်ကတိုင်းရင်းသားအများစုနေထိုင်ရာမြေနေရာတွေကိုသိမ်းယူနေရတဲ့ဟာရှေ့ဆက်လှုပ်ဆောင်မဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်နောက်နေစေတယ်လို့ရပ်ဘက်ဖွဲ့စည်းတချို့ကဝေဖန်ပြောဆိုလိုက်တာပါ။တဘောတခုကရန်မြို့သမီးစီယောင်က peace process အကြောင်းကိုပြောချင်နေပါတယ်။ပြောမှန်အောင်စ조사နေတဲ့ချိန်မှာကိုယ့်ရဲ့ local authority နဲ့ပေါ့နော်အထူးလှုပ်ပြီးတော့ဟိုအတန်အား ရှိနေတဲ့တက္ကနာမှာပြည်သားမှပြည်သူတွေကနေပြီးတော့အခုလက်ရှိအခက်အခဲကိုတင်ပြလာတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ရှေ့သွားရတယ်လေလုံးဝမချောက်တာပါဘူးပေါ့နော်ဟိုအနောက်ပိုင်းရဲ့အခြေအနေပြန်ရောင်းခဲ့ရတဲ့အနေနဲ့ဒီရဲ့အတွက်ကြောင့်မလို့လက်ရှိအခုဖြစ် ော်နေစေဖြစ်ပေါ်နေတယ်လင်းကြီးဥပဒေပါလေယတနာကြီးရှိနေတဲ့တည်းရောလက်ရှိနိုင်ငံတော်ဆိုရကဒီ peace process ပေါ်တော့ဘယ်လိုမျိုးပဲအပြေထားသွားစေရောတော့ဒါရဲ့အကြီးမားဆုံးခလုတ်ပတိတစ်ခုဖြစ်ပါတယ်လို့ကျွန်တော်ပြောနေနေတော့အဲ့လိုမျိုးလုံးတိုင်းနေပါတယ် တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့တိုင်းဒေသအဖွဲ့အစည်းတွေဘက်ကလည်းငင်းကြင်းလုပ်ငန်းစဉ်တွေအကောင့်ထဲပေါ်လာဖို့ဆောင်ရွက်နေကြမှာပဲနေပြီးတော့အကောင့်စီနယ်မြေဇေယတီတီမြို့နယ်အတွင်းရှိလွှဲကြီးကြီးရွာကနေ90ကျော်ကိုတပ်ပိုင်မြေအတွင်းကျရောက်နေတယ်ဆိုပြီးတော့နေပြီးတော့တိုင်းစစ်ဌာနချုပ်အမှတ်122ခြေလင်းတရင်ကအေဘီလာ30ရင်းနေကအပြီးပြောင်းရွှေ့ခိုင်းနေတာဖြစ်ပါတယ်ဇူရက်ပြားဒီအာနိုင်ငံသားတွေရဲ့ကတနာအတွင်းကတနာဖြစ်နေတယ် လက်ရှိချိန်ကတော့တို့ကဒီအာတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အတွက်အဲသူရပြနေတဲ့ဒီတာဝန်ဒိမဲ့လို့လည်းတို့တို့ဒီ chemistry ဉာဏ်ရည်နဲ့ပြုပေးမှရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆိုရတရားဝင်မှရေးထိုးထားတဲ့ဒီ ICCPR ရော ICES PR ရောဒါတွေကဒီအာဒီနိုင်ငံသားတွေကရိုက်ပိုက်ခွင့်ရှိလို့ဒီခါစားပိုက်ခွင့်လည်းဖြစ်လို့ဒီဆိုရတရားနေတဲ့ဒီအခုစလုံးကိုချုပ်ပေါက်နေတယ်လို့တို့တို့ဒီဘီယံ university ကို အခုပြောင်းရွှေ့ခိုင်းတဲ့လွယ်ကြီးကြီးရွာဟာ1985 86ဝန်းကျင်ကလေးကတည်ရှိနေကြတာဖြစ်ပြီးတော့အစားထိုးမြေနေရာမပေးဘဲပြောင်းရွှေ့ခိုင်းတာကြောင့်နေထိုင်ဖို့မြေနေရာနဲ့လုံခြုံရေးစားသောက်ဖို့အခက်အခဲတွေဖြစ်ပေါ်နေကြပါတယ်။ကျွန်တော်တို့လိုအပ်တဲ့တောင်းဆိုခြင်းမှာတောင်းဆိုခြင်းနဲ့အချက်လက်ကတော့ကျွန်တော်တို့အခုလက်ရှိနေရာကိုဟိုကျွန်တော်တို့သက်သက်တော့ကိုတိတ်ကရှိနေကျွန်တော်တို့ပြန်ရရှိရေးဒါနံပါတ်၄ဖြစ်မှာနံပါတ်၄အချက်ကဒီနေရာမှာကျွန်တော် ပြန်မရပါဘူးဆိုလို့ရှိရင်ကျွန်တော် မယ်ဟာတွေဟိုပါပေါ့တန်တန်ကြီးနေရာချထားပေးဖို့ဒါတောင်းဆိုချင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသဆိုင်ရာဌာနအစဉ်စဉ်ကိုဖြည့်ရှင်းပေးဖို့အတွက်တောင်းဆိုခဲ့ပေမဲ့လာရောက်ဖြည့်ရှင်းပေးခြင်းမရှိဘူးလို့သိရပါတယ်ဒီနေ့ရှင်ပြီးပေါ့နော်အခုဆက်လေးရည်ရွယ်ကဒီရွယ်နဲ့ပတ်သက်လို့ဒီလေလို့ရှင်ပါမယ်လည်းပဲရှင်ပေးနိုင်ဖို့တော့ပြန်ပြီးတော့လေလို့ရအောင်ပြန်ဆွလုပ်ပြီးတော့ပြန်ဆွလုပ်ပေးနိုင်ဖို့လေလို့ တင်ပြဖြစ်လို့ယနေ့အရှင်ကြီးဦးလေးတို့ကဘာမှမသိရပါဘူး။အဲကြောင့်ဦးလေးတို့မယ်တော့ခက်တွေ့နေပါလား။လူကြီးကြီးရွာမှာအင်ချင်50တအိမ်ခန့်ရှိပြီးတော့ကရင်လူမျိုး၊ကရင်လူမျိုးနဲ့မမလူမျိုးတွေစုပေါင်းနေထိုင်ကြပါတယ်။ကြီးရွာကိုရွာမြေစင်းကနေပယ်ဖြစ်လိုက်တာကြောင့်ကြီးရွာမှာရှိတဲ့စာတင်ကျောင်းလည်းမဖွင့်နိုင်သလိုကြီးလက်စေပင်ကန်းကိုလည်းဝန်ထမ်းတွေမလာရောက်တော့ပါဘူး။ဒါကြောင့်ပညာရေး၊ကျန်းမာရေးနဲ့လူမှုဖူလုံရေးတွေခက်ခဲရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကျွန်မကတော့ခိုင်ပန်းသူပါရှင်။